ိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်ဆောင်ရွက်ရန်အဓိကတာဝန်ရှိသည်တို့အတိအလင်းပြဋ္ဌာန်းထားရတဲ့ညီနိုင်ငံတော်ဝန်ထမ်းသိမ်းပေးနေတဲ့တပ်မတော်ရဲ့ကိုစားနိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီနေနဲ့ယခုနှစ်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်မှုတွေဆောင်ရွက်လေ့ရှိရမှာဒေါက်တာရှိခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအပါဝင်ရွေးကောက်ပွဲဥပဒေများမြို့ပဒေနဲ့အညီဒေသလိုက်လုံခြုံရေးအခြေအနေပေါ်မှာမူတည်ပြီးရွေးကောက်ပွဲကိုကျင်းပပြုလုပ်သွားမှာဖြစ်လို့ လိုအပ်တဲ့ပြင်ဆင်မှုတွေကိုလည်းအကောင့်တွေပေါ်ဆောင်ရွက်လည်းရှိနေတယ်။မြို့ပါတွေကိုပြစ်ခတ်တိုက်ခိုက်တာတွေမြင်းရှို့ဖျက်ဆီးတာတွေတိုင်းရင်းသားလက်နက်ကအဖွဲ့အစည်းတွေအကြမ်းဖက်တောင်းချသူအဖွဲ့အစည်းတွေအကြမ်းဖက် PDF အဖွဲ့တွေအနေနဲ့လက်နက်ကအကြမ်းဖက်တိုက်ခိုက်တဲ့လမ်းစဉ်ကိုဆွန့်လွှတ်ပြီးပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ယူကောက်ပဲလမ်းကြောင်းတွေကတဆင့်နိုင်ငံရေးပြည်ထနာကိုနိုင်ငံရေးနိလနဲ့ဖြည့်ရှင်းဆောင်ရွက်နိုင်ဖို့ဖိတ်ခေါ် ကံလန်းထားပြီးဖြစ်တယ်။ကျန်းစစ်တမ်းစစ်ကြော